ဒီဗီဒီယိုစောင်းပါလေးကိုတော့ Python programming အကြောင်းသိကောင်းစရာလို့အမည်ပေးလိုပါတယ်။ Python programming ကအခုချိန်မှာတော့ powerful programming language တစ်ခုဖြစ်လာပါတယ်။ထူးသဖြင့် AI နည်းပညာတွေကိုကောင်းတဲ့ပေါ်ဖန်ပြီးတော့မယ်ဆိုရင်တော့ Python programming ဟာမရှိမဖြစ်တည်ကိုတည်တဲ့ programming language တစ်ခုဖြစ်လာခဲ့ပါတယ်။ Python programming ရဲ့တမိုင်းကြောင်းကိုလေ့လာကြည့်အောင် Python ကိုစပြီးတည်ထွင်ခဲ့တဲ့လူကတော့ Netherlands နိုင်ငံက Dash လူမျိုး Vito van Rosen ဆိုတဲ့ programmer ကြီးဖြစ်ပါတယ်။ Vito van Rosen က Python programming ကို1992ခုနှစ်မှာစတင်တည်ထွင်ခဲ့တာဖြစ်ပါတယ်။ Python ကို first release လုပ်ခဲ့တဲ့အချိန်က1992ခုနှစ်ဖြစ်တော့တခြားနာမည်ကြီး programming language ဖြစ်တဲ့ Java နဲ့နှိုင်းယှဉ်ကျင်းတော့ Java ကို first release လုပ်ခဲ့တဲ့1995ခုနှစ်ထက်၄နှစ်စောပြီးတော့ ပေါ်ခဲ့တဲ့ programming language ဖြစ်ပါတယ်။ Python ကို2000ခုနှစ်မှာတော့ version 2.0အနေနဲ့ release လုပ်နိုင်ခဲ့ပြီးအဲ့ဒီမှာ Java မှာပါဝင်တဲ့ထူးခြားတဲ့ဝိသေသ feature ဖြစ်တဲ့ automatic garbage collection system ကို Python မှာထည့်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ Python ရဲ့ version 3.0ကိုတော့2008ခုနှစ်လောက်မှာ release လုပ်ခဲ့ပါတယ်။အခုချိန်မှာတော့ Python community နဲ့ Python Software Foundation PFS တို့ကနေပြီးတော့ သုံးချမှုကဏ္ဍသည်သည့်အတွက်တင့်လျော်တဲ့ feature များထည့်သွင်းပြီးတဲ့ Python framework များ API များ library များကို တစိုက်မမက် implement လုပ်လာခဲ့ပါတယ်။ခုချိန်မှာတော့ Python ဟာ AI နည်းပညာမှာမရှိမဖြစ်လိုအပ်တဲ့ programming language တစ်ခုဖြစ်လာခဲ့ပါတယ်။ programming language တစ်ခုလေ့လာတဲ့အခါမှာအဲ့ဒီ language မှာပါတဲ့ ဒီ feature တွေကဘာတွေလဲဆိုတာကိုလေ့လာဖို့လိုတာပေါ့เนาะအဲ့တော့ python ကဘယ်လို feature တွေရှိလဲဆိုရင်ပထမတစ်ချက်ကတော့ python ဒီ interpreter language ဖြစ်ပါတယ်အဲ့တော့ interpreter language တွေရဲ့ထုံးစံတိုင်း program code တွေကို python interpreter က line by line execution လုပ်ပေးတာပေါ့เนาะနောက်တစ်ချက်ကတော့ python ဒီသူက dynamically type လို့ခေါ်တာပေါ့เนาะ python program မှာ variable တွေကိုကြီးညာရင်ကြိုပြီး data type တွေကြီးညာစရာမလိုဘူး runtime တော့ကြာမှာထည့်လိုက်တဲ့ data ပေါ်မူတည်ပြီးတော့ဘယ်လို data type ဆိုတော့ represent လုပ်ပြီး define လုပ်ပြီးရပါတော့အဲ့လိုပုံစံနဲ့သူကရေးလို့ရတယ်နောက်တစ်ချက်ကကြတော့သူ python မှာဆိုတော့သူက extensive standard library တွေအများကြီးပဲပါတယ်အဲ့လိုပါတဲ့အတွက်ကြောင့်ကိုရေးလို့တဲ့သုံးချစနစ်တစ်ခုသို့မဟုတ်သူဒေသနာတစ်ခု system တစ်ခုရေးသားဖို့အတွက်အဲ့ဒီ extensive standard library တွေကိုသုံးပြီးတော့ကိုကကိုလိုချင်တဲ့ပုံစံနေနဲ့ချိတ်ဆက်ပြီးရေးသားနိုင်တယ် ော်နောက်တစ်ခုကတော့သူက dynamic memory management ဆိုတဲ့ feature ပေါ့နော် dynamic memory management ဆိုတာခုနကဒီဒီကိုရေးခဲ့တဲ့ program code တွေကို variable တွေ object တွေကို memory ပေါ်မှာနေရာယူတယ်အဲ့လိုနေရာယူပြီးသူကတွက်ချက်ဆောင်ရွက်သွားပြီးတဲ့အခါမှာဒီ Python မှာရှိတဲ့ဒီ automatic garbage collector လို့ခေါ်တဲ့ memory ကိုရှင်းတဲ့ function ပေါ့နော်အဲ့ဒီ function လေးကနေပြီး memory မှာနေရာယူထားတဲ့ဒီ object တွေ variable တွေသူပြန်ရှင်းပေးရပေါ့နော်အလိုလျောက်ပြန်ရှင်းပေးအဲ့ဒီလုပ်ကိုလုံဆောင်ပေးနိုင်တယ်ဒါကို dynamic memory management လုပ်ပေးတယ်လို့ခေါ်တာပေါ့နော်နောက်တစ်ခုကတော့သူကဒီ python ဒီတခြားသော language တွေတခြားသော system တွေနဲ့သူကဘယ်လိုကူကူချိတ်ဆက်နိုင်အဲ့လိုချိတ်ဆက်နိုင်တဲ့ integration capabilities သူ့မှာပါဝင်တာပေါ့နော်နောက် သူ Python နီးသူ Java ကဲ့သို့ platform independent language ဖြစ်တယ်။ဘယ် OS ပေါ်မှာမဆိုသူရေးနိုင်တယ်ဘယ် OS ပေါ်မှာရှိတဲ့ system နဲ့မဆိုချိတ်ဆက်ဆောင်ရနိုင်တယ်။တနည်းအားဖြင့်သူ cross platform language လို့လည်းဆိုတာပေါ့နော်။နောက်တစ်တစ်ခုကကြတော့သူဒီသူဒီ Python ဒီ Java တို့ C++ တို့ကဲ့သို့ object oriented programming language အနေနဲ့လည်းရေးလို့ရတယ် basic တို့ fortran တို့လို့ imperative programming language အနေနဲ့လည်းရေးလို့ရတယ်ဒီ pascal တို့ cobol တို့လိုမျိုး functional programming အနေနဲ့လည်းရေးလို့ရတဲ့ language မျိုးဖြစ်တယ်ပေါ့နော်နောက်အဲ့ဒီမှာတော့သူကဘာတော့တွေ့ရလဲဆိုတော့ python ရဲ့ ဂီဟာစနစ်တနည်းအားဖြင့်တော့ ecosystem ပေါ့နော် python ecosystem ဆိုတာဘာလဲဆိုတော့ python programming language နဲ့တွဲပြီးတော့အသုံးပြုနိုင်တဲ့ tools တွေကတော့ library တွေ framework တွေ module တွေတခြား resource တွေအဲ့ဒီအရာအကုန်လုံးကိုဘာလို့ခေါ်လဲဆိုတော့ ecosystem လို့ခေါ်တယ်လို့မျိုးတွေအများကြီးပဲရှိတယ်ပေါ့နော်အဲ့ဒီ ecosystem တွေကိုသုံးပြီးတော့ python ရဲ့စွမ်းဆောင်ရည်ကိုအကန့်အသတ်မရှိတိုးချဲ့ပေးပြီးမြည်သည့် project ကိုမဆိုပေါ့နော်အဲ့ ထောက်ပံ့ပေးနိုင်တာပြောအဲ့ဒီ ecosystem တွေကအဲ့တော့အဲ့ python ecosystem တွေကဒီခုနကတော့ ਨੇ ပယ်တီးတီးမှလိုနေတဲ့လှုပ်ဆောင်ချက်တွေကိုအသင့်သုံးနိုင်အောင်ပံ့ပိုးပေးပြီးတော့ကိုပြန်ရေးစရာမလိုဘဲနဲ့သူကရေးသုံးနိုင်တဲ့ system ပေါ့နော်အဲ့လိုဟာမျိုးကိုတော့သူကဒီ python vs ecosystem တွေလို့ခေါ်တာပေါ့နော်အဲ့တော့ဒါဒီသူရဲ့ python ရဲ့အားသာချက်တစ်ချက်ဖြစ်တယ်ပေါ့နော်အဲဒီမှာဒါကတော့သူရဲ့ Python ရဲ့ ecosystem library လေးတွေကိုဖော်ပြထားတာဖြစ်ပါတယ်။သူနောက်ဆုံးအသာချက်တစ်ခုတော့ scalability ပေါ့နော်။သူ scalability ကောင်းတယ်ဆိုတာဘယ်လိုလဲဆိုတော့ဒီသေးငယ်တဲ့ project တစ်ခုကနေပြီးတော့သုံးနေတဲ့လူကလူနည်းနည်းလေးသုံးနေရတယ်လူတွေအများကြီးသုံးလာ။လုပ်ပမာဏတွေများလာတယ် data ပမာဏတွေများလာတယ်ဆိုသည့်တိုင်အောင် Python application အဲ့ဒီဝင်ကိုလောက်ပဲတိုးလာလာကောင်းမွန်စွာကင်တွယ်နိုင်စွမ်းရှိတယ်ပေါ့နော်။ဒါကိုသူ scalable ဖြစ်တယ်လို့သူဆိုလိုတာဖြစ်ပါတယ်။ Python programming မှာအားသာချက်တွေအများကြီးရှိသလိုပဲအားနည်းချက်တွေလည်းရှိပါတယ်။အဲ့ဒါဘာတွေလဲဆိုရင်တော့သူကဒီ Python ကိုသုံးပြီးတော့ရေးလိရေးထားရှိတဲ့ the real time simulation program ကြီးတွေပေါ့နော်။အဲ့လို program မျိုးတွေနောက်တစ်ခုက image processing မှာသုံးတဲ့ဒီ graphic rendering လို system မျိုးတွေအဲ့ဒါတွေကိုသုံးတဲ့အခါမှာသူ CPU time ပေါ့နော် processor time ကိုအများကြီးသုံးပြပါတယ်။သူအချိန်လည်းကြာတယ် data ပမာဏများတယ် ဒါနောက် processor ရဲ့ speed ရဲ့ limitation ပေါ်မူတည်ပြီးတချို့တွေဆိုရင်သာနိုင်နဲ့ခြီးပြီးအလုပ်လုပ်ရတာမျိုးတွေရှိရပါတော့။အဲ့ဒီပြဿနာကိုဖြေရှင်းဖို့နည်းလမ်းတွေရှိရပါတော့။အဲ့ဒါဘာတွေလဲဆိုတော့သူက C extension ကိုတုံးပြီး optimize လုပ်တာမျိုးပေါ့နော်။ C programming ကမြန်မြန်စံစံတွက်ချက်နိုင်တယ်ပေါ့နော်။သူကမြန်လဲမြန်တယ်။နောက်တစ်ခုကကျတော့သူက heavy computation နဲ့တွက်ချက်ထားပြီးရလာတဲ့ဖြေတွေကိုပြန်ယူပြီးတော့အဲ့ဒါကိုမှတုံးပြီးလုံဆောင်တဲ့ ပုံစံမျိုးနဲ့ဆောင်ရွက်တာမျိုးပေါ့နော်အဲ့လိုနီးလန်းနဲ့ဒီခုနကတော့ CPU ရဲ့ performance ကိုပိုပြီးမြအောင်လုပ်ဆောင်ရတာမျိုးတွေရှိတယ်။နောက် Python ရဲ့နောက်ထပ် architecture တစ်ခုကတော့သူက memory ကိုအများကြီးသုံးတယ်။သူကဘာကြောင့် memory ကိုသုံးရလဲဆိုရင်သူကဒီ Python program ထဲမှာရှိတဲ့ variable တွေ program code တွေကို object ပုံစံမျိုးနဲ့ပဲ နေရာယူတယ်အဲ့လိုနေရာယူတဲ့အတွက် overhead ပေါ့နော် cost ကုန်ကျစရိတ် memory ကိုတုံးချမှုဟာပမာဏများတယ်နောက်ဒီ program တခု run လိုက်တယ် run ပြီးတော့လို့ရှိရင်သူကပြန်ပြီး memory ဘွားနေပြန်ရှင်းပေးတဲ့ garbage collection ရဲ့အဲ့ဒီ cost overhead တွေရှိတယ်နောက် python interpreter ကိုလုလုရတဲ့ overhead တွေရှိတယ်နောက်အဲ့ဒီ variable type တွေကဒီ run time ကြမှာနေရာယူတယ်ဒီဖိုင်းလုပ်တယ်ဆိုတဲ့အတွက်ကြောင့်အဲ့ဒီ data type တွေကိုသူကစီစစ်နေရတဲ့ ဒီ memory consumption cost တွေရှိရပါတော့เนาะအဲ့အတွက်ဖြည့်ရှင်းနိုင်တဲ့နည်းလမ်းတွေကဘာတွေလဲဆိုတော့ခုန processor လိုပဲသူကဒီဖြည့်ရှင်းနိုင်တဲ့နည်းလမ်းတွေရှိတယ်သူက specialized efficient data structure ပေါ့ data တွေကိုသူ့ကိုဒီကြုံတလို data type တွေကို define လုပ်ခိုင်းတာမဟုတ်ဘဲနဲ့ဒီ efficient ဖြစ်တဲ့ data structure တွေကိုထည့်သွင်းရေးရေးတဲ့ပုံစံမျိုးသုံးတာမျိုးပေါ့เนาะနောက်တစ်ခုကသူက memory အများကြီးသုံးတော့ဒီ external storage တွေကိုပါထည့်ပြီးတော့ဒီ large data တွေပေါ့เนาะ အတွက်ဥမာ data set တွေတိတ်များတာလို့ပြောလို့ဆိုရင်သူက external storage ကနေယူသုံးတဲ့နီလန်းကိုသုံးတာမျိုးနောက်ဒီ C programming ရဲ့ extension နဲ့အလုပ်လုပ်တာမျိုးနဲ့ဒီပုံမြအောင်လုပ်တာမျိုးတွေနဲ့သူသုံးပြပြီးတော့အဲ့ဒီပြဿနာတွေကိုဖြေရှင်းတာပေါ့နော်အဲ့တော့ဒါကတော့ Python programming ရဲ့အကြောင်းပထမပိုင်းကိုဖော်ပြခြင်းဖြစ်ပါတယ်